်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မင်္ဂလာတော်မြို့နယ်ရှိကြံခိုင်ရုံကိုဖျောက်ကြားဖွဲ့များမိုင်းခွဲတိုက်ခိုက်တဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှမ်းကုန်တိုင်းမင်္ဂလာတော်မြို့နယ်ရှိအကြံဖက်စစ်တပ်လက်ဝေကံကြံခိုင်ရေးပါတီရုံကိုမျိုးပြဖျောက်ကြားတပ်ဖွဲ့ဝင်တွေကလက်ပြပုံးတွေပြင်းအားမြင့်မိုင်းတွေနဲ့တွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် တိုက်ခိုက်မှုကိုရန်ကုန်အာမီဝိုင်းအင်းနဲ့အနောက်ပိုင်းခရိုင်ပတ်ကဖားတို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးပြင်းအားမြင့်မိုက်တလုံးနဲ့လက်ပြပုံနှလုံးဖိခတ်နိုင်ခဲ့တာကြောင့်ကြံ့ခိုင်ရေးယုံကိုလုံခြုံရေးယူပေးနေတဲ့အပြောက်ဝစ်သူတွေပါထိခိုက်နိုင်တယ်လို့ရန်ကုန်အာမီဝိုင်းအင်းတာဝန်ရှိသူကပြောပါတယ်။ရုံးစင်းလာမဲ့အချိန်ကိုစောင့်ပြီးတွေ့တာပါထိခိုက်မှုကတော့ရှိမှာပါကျွန်တော်တို့မိုင်းကိုအေးအေးဆေးဆေးထောင်ခဲ့တာဆိုတော့နောက်ပြီးလက်ပြပုံနဲ့ပါဖိခွေခဲ့တယ်။အဲ့မှာရက်ွက်လုံခြုံရေးအတွက်ခန့်ထားတဲ့အပြောက်ဝစ်ကောင်တွေရှိပါတယ်။ သူတို့ပါထိနိုင်တယ်လို့ရန်ကုန်အာမီပွိုင်းအီတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်။အဆိုပါတိုက်ခိုက်မှုအပြီးဖျောက်ကြားတပ်ဖွဲ့ဝင်တွေလည်းဘေးကင်းရဆုတ်ခွာနိုင်ခဲ့တယ်လို့ပြောပါတယ်။လက်ရှိမှာအကြံဖက်စစ်ကော်မရှင်ရဲ့အထူးရောင်ရွေးကောက်ပွဲကျင်းပဖို့အချိန်တိတ်မလို့တာကြောင့်အဆိုပါရွေးကောက်ပွဲကိုပြင်းပြင်းထန်ထန်ဆန့်ကျင်ထားကြတယ်။ရိုးပြဖျောက်ကြားတပ်ဖွဲ့ဝင်တွေရဲ့တိုက်ခိုက်မှုတွေခက်စိတ်စိတ်ဖြစ်လာပါတယ်။ ရန်ကုန်အာမီ YA အပါအဝင်မျိုးပြပြောက်ကြားတပ်ဖွဲ့ဝင်တွေကအကြံဖက်စစ်တပ်ရဲ့အထူးရောင်ရွေးကောက်ပွဲမှာပါဝင်ပတ်သက်လောက်ကင်ကြမဲ့သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်သွားမယ်လို့လည်းကြေညာထားကြပါတယ်။ချက်ခါရီပါတီဟာအကြံဖက်စစ်တပ်လက်ပါစီ ARG ပါတီတစ်ခုဖြစ်ပြီးစေကောင်းဆောင်ရဲ့အထူးရောင်ရွေးကောက်ပွဲမှာနေရာရဖို့အယက်သားပြည်သူတွေကိုမလုံပေးလိမ့်လဲမဲဆွယ်မှုတွေလည်းဇက်တိုက်လုံဆောင်နေပါတယ်။ဆလပီပခုတ်ကူခရိုင်အတွင်းအကျန်းဖက်စစ်ကြောင်းနှင့်တိုက်ပွဲလေးချိန်ဖြစ်ပွားပြီးဖမ်းဆီးခံရရသည့်အယက်သားနှုတ်ဦးကိုခေထုတ်နိုင်ခဲ့တဲ့ဆွဲသတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ မကွေတိုင်းပခုတ်ကူခရိုင်တွင်စစ်ကြောင်းထိုးဖွေရောက်လာခဲ့တဲ့ဂျမ69လက်အောက်ခံတပ်ရင်းတွင်နဲ့ထိတွေ့တိုက်ပွဲ၄ချိန်ဖြစ်ပွားရာအကြံဖတ်စစ်သားအလောင်းတွေနဲ့ခရိုင်တွေတိတ်စီရမိခဲ့ပြီးအယက်သား၂ယောက်ကိုပါခေထုတ်နိုင်ခဲ့ကြောင်းကာမဒေတာတော်လန်ရေးတပ်ပေါင်းစုတာဝန်ရှိသူကသတင်းဌာနကိုပြောပါရယ်ဒီဇင်ဘာလအစပိုင်းကစလို့ပခုတ်ကူခရိုင်အတွင်ပခုတ်ကူနဲ့မြိုင်မြို့နယ်အဆက်တွေမှာအကြံဖတ်စစ်ကြောင်းနဲ့တော်လန်ရေးတပ်တွေထိတွေ့တိုက်ပွဲ၄ချိန်တမ်းနဲ့ဖြစ်ပွားခဲ့ပြီးစစ်အုပ်စုထိခိုက်မှုတွေရှိခဲ့ပါရယ် အကြံဖက်စစ်ကြောင်းမှာမိထီလာတက်မ69လက်အောက်ခံခမာယ438 438နဲ့439တက်ရင်တွေပါဝင်ပြီးဒေါ်လန်ရေးတက်တွေကပျောက်ကြားမိုင်းဆွဲတိုက်ခိုက်တာတွေနဲ့ထိတွေ့တိုက်ပွဲ၄ချိန်အထိဖော်ဆောင်နိုင်ခဲ့တယ်လို့သိရပါတယ်။အယက်သားတွေဖမ်းဆီးတင်ဆောင်လာတဲ့အကြံဖက်စစ်အုပ်စုဖော်ကားတစည်းကိုလည်းညောင်ချစ်ပင်ရွာဖြူစော်တီစက်ခန်းမှာမြိုင်ပကဖားနဲ့ပူပေါင်းပြီးမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ကာမဒေတာဒေါ်လန်ရေးတက်ပေါင်းစုတာဝန်ရှိသူကပြောပါတယ်။ညောင်ချစ်ပင်ကနေ ကန်တော်ဘက်ထွက်လာတာကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါထိတွေ့မှုကတော့၄ချိန်ရှိပါတယ်လို့ကာမတီတာတော်လန်ရေးတပ်ပေါင်းစုတာဝန်ရှိသူကသတင်းဌာနကိုပြောပါရယ်အဲ့ဒီတိုက်ခိုက်မှုကြောင့်စစ်ကော်မရှင်တပ်သားတွေအများပြားထိခိုက်ပြီးကားပေါ်ပါလာတဲ့ကာမမျိုးကန်အရက်သားနှစ်ယောက်ကိုလည်းတော်လန်ရေးတပ်တွေကယ်ထုတ်နိုင်ခဲ့ပါတယ်ကြာပြင်ဒီဇင်ဘာလ၄ရက်နေ့မနက်ကလည်းအဲ့ဒီတပ်မ69လက်အောက်ခံစစ်ကြောင်းကိုကန်တော်ရွာအနီးမှာထပ်မံမိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ပြီးအကြမ်းဖက်စစ်သားအလောင်းတစ်လောင်းနဲ့ခရရန်တချို့ရရှိခဲ့တယ်လို့သိရပါတယ် ဒီတိုက်ခိုက်မှုတွေကိုကာမတပ်ပေါင်းစုနဲ့အတူမကွေ PDF မြိုင်ပကဖာပောက်ပကဖာဒေတာရင်းတပ်ပေါင်းစုတွေပခုတ်ကူခရိုင်လုတ်ကဲတရင်တွေနဲ့ပခုတ်ကူခရိုင်လုတ်ကဲစစ်ကြောင်းတွေပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ဆက်လက်ပြီးရေတာရှည်မြို့နယ်တွင်အကြမ်းဖက်စစ်တပ်ကိုမိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ရာ၆ဦးသေဆုံးပြီးစစ်တုံးပစ္စည်းတချို့သိမ်းဆီးရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပခုတ်တိုင်းရေတာရှည်မြို့နယ်တွင်အာ40ဝင်းကျင်ရှိတဲ့အကြံဖက်စစ်တပ်စစ်တောင်းကိုမိုင်းဖောက်ခွဲတိုက်ခိုက်ရာ6ရောက်သေးပြီး2ရောက်ဒဏ်ရာရရှိသွားတယ်လို့ တရင်3500လေးရေရာရှည်မြို့နယ်အခြေစိုက်ကမနေ့ကသတင်းထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာလ25ရက်နေ့ကရေရာရှည်မြို့နယ်စစ်တောင်းမြေဝံအနောက်ဘက်ချမ်းမှာဒီစားတောင်သူတွေစီငွေလာကောက်တဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လုံချုံရေးတက်ခွဲနှစ်ရင်တက်ကြည်ကြီးမြင့်လွင်ကိုရေရာရှည်မြို့နယ်အခြေစိုက်တရင်3500လေးကလက်ရအရှင်ဖမ်းဆီးခဲ့ပါတယ်အဲ့ဒီနောက်စစ်ကြောင်းထိုးလာတဲ့အချမ်းဖက်စစ်ကြောင်းတွေကိုရီတာရှိတရင်3500လေးနဲ့ရီတာရှိမြို့နယ်ပကဖာတို့ကမိုင်းခွင်းတွေပြင်ပြီးစောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် တိုက်ပွဲဟာနှစ်နာရီနီးပါးကြာမြင့်ခဲ့ပြီးအကြံဖက်စစ်ကြောင်းက6ရောက်သည်2ရောက်ထိခိုက်ခဲ့ကဒေါ်လန်ရစ်တက်တွေကတော့အထိခိုက်မရှိခဲ့ဘူးလို့သိရပါတယ်။လက်ရှိတော့စစ်ကြောင်းကပြန်ဆုတ်သွားပါပြီလို့ဒေတာရှိမြို့နယ်ခြေစိုက်တရင်3504တာဝန်ရှိသူကသတင်းဌာနကိုပြောပါတယ်။ကြာပြင်တိုက်ပွဲအပြီးအကြံဖက်စစ်သားတွေစီကနေအီနာကဘုံစီတစ်လုံးလက်ပစ်ဘုံနှလုံး equipment နှစ်ခု MA11 ကြီပောက်တစ်ခုအုတ်ထုတ်နှလုံးနဲ့ 5.56G 89000တို့ကိုလည်းတင်စီရရှိခဲ့ပါတယ်။ ဆက်လက်ပြီးဒေါက်တာတေစာဆန်းတို့ဆန္ဒပြတာကိုအားပေးလို့ဆိုပြီးမန္တလေးမှာဈေးဆိုင်တွေကိုစစ်အုပ်စုဖျက်သိမ်းနေဆွဲတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ဘေးဥတော်လန်ရေးတပိတ်ကောင်းဆောင်တွေဆန္ဒပြတာကိုအားပေးထောက်ခံလို့ဆိုပြီးမန္တလေးဈေးချိုအနီးကဈေးဆိုင်တွေကိုစေအုပ်စုကမနေ့ဒီဇင်ဘာ၄ရက်ညပိုင်းမှာဖျက်ဆီးပြစ်ပါတယ်။ဒီဇင်ဘာ၃ရက်မနက်ပိုင်းမှာတပိတ်ကောင်းဆောင်ဒေါက်တာတေစာဆန်းဦးဆောင်ပြီးဆန္ဒပြပြီးနောက်နောက်ရက်မှာပဲစေအုပ်စုကဆန္ဒပြခဲ့တဲ့နေရာတစ်ဝိုက်ကဈေးဆိုင်တွေကိုဖျက်ဆီးပြစ်လိုက်တာဖြစ်ပြီး စစ်တပ်ဝါရဖြန့် Telegram Channel တွေကဓာတ်ပုံတွေနဲ့ဖြန့်ဝေလာပါတယ်။ဆန္ဒပြခဲ့တဲ့လမ်းဘေးဝဲရကဈေးဆိုင်50ခန်းကိုလူအင်အား200ကျော်သုံးပြီးညပိုင်းမှာဖျက်ဆီးဖယ်ရှားခဲ့တာပါ။ဝါရဖြန့် Telegram Channel တွေကဖြန့်ဝေတဲ့တပ်ပုံတွေမှာယူနီဖောင်းအပြဝတ်ဖြူစော်တီတွေရဲနဲ့စီပင်ပါဝင်တာတွေ့ရပါတယ်။မန္တလေးတိုင်းပြည်ဦးလင်ကစစ်တပ်ကတို့ကြောင်စင်းပွဲတွေကိုတက်ရောက်ဖို့စစ်ကောင်းဆောင်ရောက်ရှိနေချိန်လုံခြုံရေးအထူးတင်းကျပ်ထားတဲ့မန္တလေးမြို့မှာတပိတ်ကောင်းဆောင်ဒေါက်တာတေစာဆန်း ကိုနန်းလေးနဲ့ကိုခန့်ဝေဖြိုးတို့ကစစ်ကောင်စီရွေးကောက်ပွဲကိုစတင်ဖို့ဆန္ဒပြခဲ့ကြတာပါပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလအတွင်းကလည်းရန်ကုန်တိုင်းမြောက်ဒခုံမြို့နယ်40စီမှာလူလူသပိတ်ဖော်ဆောင်လို့ဆိုပြီးလမ်းပင်းစည်းဆိုင်တွေကိုစစ်အုပ်စုကဖျက်ဆီးခဲ့တာမျိုးလုပ်ခဲ့ပါတယ်။ဆက်လက်ပြီးမြောက်ဝတီမြို့ပေါ်ရှိ BGF5 ကြားဖြန့်ရုံများကိုစစ်တပ်ကဝင်ရောက်စီးနှင်းဖောက်ခွဲ၍ညာရင်းချင်းကြားဖြန့်လုတာများဝယုံသုံးကထွက်ပြေးကြားဖြန့်တရုတ်တထင်းများနှင့်ခေါင်းဆောင်များကို PGF 14ဝင်းကစကန်သစ်တို့ပြောင်းရွှေ့ထားတဲ့ဆွေသတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ခရင်ပြည်နယ်မြောက်ပိုင်းမြို့ပေါ်ရှိစစ်တပ်လက်အောက်ခံနေချဆောင်တပ် PGF ဖိုင်ကြားဖြတ်ရုံများကိုစစ်တပ်ကဝင်းရောက်စီးနှင်ဖောက်ခွဲ၍ညာတွင်ချင်းကြားဖြတ်လုပ်သားများဝယုံသုံးကထွက်ပြေးခဲ့ကြကြောင်းခရင်စစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။ရှမနီဒီဇင်ဘာလ၄ရက်နေ့မြောက်ပရီမြို့ကြံကင်းလမ်းရှိ669ချားဖြန့်ယုံကိုစစ်တပ်ကဝင်ရောက်စီးနှင်ပြီးဖောက်ခွဲလိုက်ကြောင်း ထို့ပြင်မြဝတီမြို့ပေါ်မှာကြားဖြတ်လုပ်သား250နီးပါးတို့ကိုလည်းစစ်တပ်ကဖမ်းဆီးခဲ့ကြောင်းထို့ကြောင့်ယမနီညာပိုင်းတုံညာကိန်းတိကိန်းနှင့် UK ကြားဖြတ်ရုံများမှာကြားဖြတ်အလုပ်သမားများမှာညာတွင်ချင်းဝယုံသုံးကားထွက်ပြေးသွားကြောင်းသိရပါတယ်။မြဝတီမြို့ပြည်နာကတဲပုံ UK 669ဂိတ်မှရှိတဲ့ကြားဖြတ်ရုံတွေကိုစစ်တပ်ကဝင်စီးတဲ့အတွက်ကြားဖြတ်ရုံတွေကလုံသားတွေအလုံးရင်းနဲ့ညာတွင်ချင်းထွက်ပြေးကြတယ်။669ဂိတ်ကြားဖြတ်ဝင်က BTF တွေပိုင်းနဲ့ဂိတ်ဝင်ပါ။ တဲပုံဂိတ်က BGF မုတ်တုံရဲ့ဂိတ်ဝင် UK က BGF ဗိုတင်ဝင်းရဲ့ဂိတ်ဝင်ဟုကရင်စစ်ရေးတရင်ရဲမြစ်ကပြောဆိုပါရယ်စစ်တပ်က BGF များဤကြားဖြန့်ရုံများကိုဝင်ရောက်မစည်းနှင်းမီအ धिक ကြသောကြားဖြန့်တရုတ်တထင်းများနှင့်ကြားဖြန့်စိုက်ကောင်းဆောင်တရုတ်များကို BGF ဗိုတင်ဝင်းက၎င်းပိုင်တက်နေနှစ်ဖြစ်သောတစ်ကတ်တော်ကြေးရွာ BGF စက္ကန့်တဲ့တို့ကာမြပြန့်ရွှေ့ပြောင်းခဲ့ကြောင်းသိရပါရယ် ထို့ပြင်ယမန်နစ်တွင်မြဝတီမျိုးအမှတ်3ရပ်ကွက်ရှိကြားဖြတ်လောင်းကစားရုံများကိုစစ်တပ်ကဝန်ရောက်စီးနှင်ခဲ့ပြီးတရုတ်နိုင်ငံသား25ဦးမြန်မာနိုင်ငံသား223ဦးစုစုပေါင်း248ဦးကိုဖမ်းဆီးခဲ့ကြောင်း၎င်းတို့ထံမှကွန်ပျူတာမျိုးစုံ82လုံး၊မိုဘိုင်းဖုန်း62လုံးနှင့်ဆက်ဆက်ပစ္စည်းများနဲ့အတူဖမ်းဆီးရမိခဲ့ကြောင်းကြားဖြန့်သုံးထက်အဆောင်၅လုံးတစ်ထက်အဆောင်၃လုံးစုစုပေါင်း၈လုံးတို့အားစစ်ဆေးတွေ့ရှိကြရပြီးပြန်လည်အထုံးချမှုမရှိစေရတဲ့အတွက် သုံးတပ်အဆောက်အုံတစ်လုံးကိုဂျမနီတွေစစ်တပ်ကဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းစစ်တပ်ကသတင်းထုတ်ပြန်ထားပါတယ်။ဂျမိုက်သတင်းတင်ဆက်မှုကိုဒီမှာပဲရနာကွယ်ဖြူပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။